ီမာပူတင်ရဲ့မေလ9ရက်အောင်ပွဲနဲ့စီရေးပြအခမ်းအနားမတိုင်ခင်ယူကရိန်းရဲ့ဒရုန်းတွေမော်စကိုကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လို့ပူတင်အတော်ကိုစိတ်ဆိုးနေပါတယ်။ဂျောင်းမတ်ဖွဲ့ကောင်းတဲ့ညာဘက်တိုက်ခိုက်မှုကြောင့်လေရင်တွေမြေပြင်ပေါ်ဆင်းသက်ခဲ့ရပြီး ပူတင်ကိုသတင်းစကားတဆောင်ပေးပို့လိုက်ပါရယ်ယူကရိန်းကပူတင်ရဲ့စေအပြအခမ်းအနားမတိုင်ခင်မော်စကိုမြို့ကိုပျက်စီးသွားအောင်လုပ်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါရယ်ရုရှားရဲ့လီချောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေစီကသတင်းတွေရောက်ရှိနေပါပြီမေလ9ရက်နေ့မှာရုရှားကမော်စကိုကိုဥတီပြန်တန်းလာတဲ့ယူကရိန်း drone အုပ်စုငယ်လေးတစ်ခုကိုကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့ပြောပါရယ်ယူကရိန်းကဘလို့ drone အမျိုးအစားတွေစေလုပ်ခဲ့တယ်လေသူတို့ရဲ့ရည်ရွယ်ထားတဲ့ပြမျက်တွေကဘာရီလိန်ဆိုတာ ကိုကျွန်တော်တို့မသိပါဘူး။ယူကရိန်းကမော်စကိုမြို့ရင်းဒါမှမဟုတ်အနီးတစ်ဝိုက်ကအ धिक အခြေခံအဆောက်အုံတွေကိုဖျက်ဆီးဖို့ဒရုန်းတွေကိုအသုံးပြုဖို့မျှော်လင့်ထားပုံရပါတယ်။ဒါပေမဲ့အရေးမကြီးပါဘူး။ရုရှားရဲ့အဆိုအရသူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မေလ6ရက်ညမှာယူကရိန်းကစေလုပ်ခဲ့တဲ့ drone အားလုံးကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားမျိုးတော်ဝန်ဆာဂီဆိုဘိုင်ယန်ကပူတင်ရဲ့အောင်ပွဲနဲ့စီးပြအခမ်းအနားမတိုင်ခင်မှာရုရှားကိုအနှောင့်ယှက်ပေးဖို့ကြိုးစားတဲ့အနေနဲ့ယူကရိန်းက drone တွေကိုစေလုပ်ခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ကာဝေးဝင်ကြီးဌာနရဲ့လေကြောင်းရန်ကာဝေးတပ်ဖွဲ့တွေဟာမော်စကိုကိုနောက်ထပ် drone တိုက်ခိုက်မှုကိုတုံ့လန်နိုင်ခဲ့တယ်လို့ဆိုဘိုင်ယန်က တိုက်ခိုက်မှုအပြီးမှာရုရှင်းတဲ့ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။မော်စကိုမြို့တော်ဝန်ကဒရုန်းတွေကိုဖျက်ဆီးလိုက်လို့အဖျက်ဆီးတွေက မော်စကိုရဲ့နေရာတတော်များကို ပြုတ်ချခဲ့တယ်လို့လည်းပြောပါတယ်။အရေးပေါ်ကစေးအဖွဲ့တွေကတန်ရှိလုပ်ငန်းတွေကိုလုံဆောင်နေပုံရပြီးအဲဒီအဖျက်ဆီးတွေကြောင့်ဖျက်ဆီးမှုတွေရှိခဲ့သလားဆိုတာကိုတော့မသိရသေးပါဘူး။ကဲရုရှားတကယ်ကြီးတိုက်ခတ်နေရတာလားဆိုတာတစ်ချက်လောက်ကြည့်ရအောင်ပါရှင်။ ကျန်ရွယ်တိုက်ခိုက်လာတဲ့ယူကရိန်းအခုတိုက်ခိုက်မှုကရုရှားတဝမ်းမှာ drone အစီး900ကျော်ကို ကြားဖြတ်တားဆီးခဲ့တဲ့ Ukraine ရဲ့အကြီးမားဆုံးတိုက်ခိုက်မှုတွေတရတစ်ခုဖြစ်ပါတယ်။ Kiev Independent က Sobyan ကမော်စကိုရဲ့လေကြောင်းရန်ကာကွယ်ရေးတွေဟာတညရဲမှာအနည်းဆုံး drone 9စီးကိုပစ်ချခဲ့လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီတိုက်ခိုက်မှုကမြို့ကိုတိတိတသာတက်ရောက်မှုရှိပုံရပါတယ်။ဒီတစ်ချိန်မှာမီးလောင်နေတဲ့အဆောက်အုံတွေဂျာမမဟုတ်ဖြက်စီးခံထားရတဲ့ရှင်းနံတူလောင်ယုံတွေမရှိပေမဲ့ Ukraine drone တွေပြန်တန်းနေစဉ်အတွက် တွင်မော်စကိုရဲ့အကြီးကလေးစိတ်၄ခုကို နိုင်အနေငယ်ကြာပိတ်ထားလိုက်ရပါတယ်။အဲဒါကိုယူကရိန်းရဲ့အလုံးဂျုံကြီးဝန်ဆောင်မှု SPU ကအတည်ပြုခဲ့ပါတယ်။ SPU ရဲ့အဆိုအရမော်စကိုကိုဆင်လွတ်ခဲ့တဲ့ဒရုန်းတွေက ရုရှားကို plan cover လုပ်စီခဲ့ရပါတယ်တဲ့အဲ့ဒါကတိုက်ခိုက်မှုတစ်ခုဖြစ်ပွားနေသည့်ရုရှားကအရက်သားလေးချောင်းသွာလာမှုကိုရပ်တန့်စေတဲ့လုံခြုံရေးစီးမြင်တစ်ခုဖြစ်ပါတယ်အနောက်ရှက်တွေဖြစ်ပေါ်ခဲ့ပါတယ် BBC ရဲ့အဆိုအရလေစိတ်တွေပိတ်လိုက်လို့ခီးတဲ့အနည်းဆုံး6000ကပိတ်ထားတဲ့လေစိတ်လေးခုတွေကတစ်ခုမှဒါမှမဟုတ်မော်စကိုအထက်ကကောင်းကင်ယံမှာပိတ်မိနေခဲ့ပါတယ်အဲဒီနောက်တခြားလေယာဉ်တွေကိုလမ်းကြောင်းပြောင်းခဲ့ရပြီးခီးတဲ့တွေကရုရှားမြို့တော်ကို ရောက်ဖို့တခြားစီစဉ်မှုတွေလှုံ့ဆော်ခဲ့ရပါတယ်။ အဲ့ဒီတည်င်းမှာပဲနောက်ထပ်ကင်းကနန်းတွေကိုဖော်ပြထားပြီးတော့ Keep Independent ကဖော်ပြထားတဲ့ drone 9စီးထက်ယူကရိန်းရဲ့တိုက်ခိုက်မှုဟာပိုပြီးတော့ကြီးမားပုံရတယ်လို့အရေးအမွတ်ပြောထားပါတယ်။မေလ6ရက်ညနေပိုင်းမှာယူကရိန်းကမော်စကိုကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့လေယာဉ်ခီးစဉ်350ကို ထိခိုက်စေခဲ့ပြီးတော့ရုရှားကာဝေးဝန်ကြီးဌာနကအဲ့ဒီညနေပိုင်းမှာယူကရိန်း drone 924စီးကိုဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ BBC ကလည်း Keep Independent ဗန်ရဲ့ဂိမ်းကနန်းတွေကိုပြင်ဆင်ပြီးတော့ဆိုဘိုင်ယန်ကအခုဆိုရင်ရုရှားဟာ မော်စကိုအပေါ်က drone စကူးစီးကိုပစ်ချခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရုရှားကမေလ6ရက်နေ့မှာဖျက်ဆီးခဲ့တယ်လို့ပြောတဲ့ drone စကူးစီးဆိုတာက 924စီးရဲ့အလွန်သေးငယ်တဲ့အစိပ်ပိုင်းလောက် တစ်ခုသာဖြစ်ပါရယ်လလုံးစင်မှာတော့ယူကရိန်းဟာမော်စကိုရဲ့အကြီးကလေစိတ်တတော်များကိုခေတ္တပိတ်ပင်ရမှာအောင်မြင်ခဲ့ရဆိုတာကိုစတဲ့တို့သိပါရယ်အဲ့ဒါကဘာကြောင့်အရေးပါတာလဲယူကရိန်းစစ်ပွဲရဲ့ကြီးမားတဲ့အစီအစဉ်မှာတော့အသေးအဖွဲအောင်ပွဲတစ်ခုလို့ထင်ရပါရယ်ဒါပေမဲ့ဒီလေစိတ်တွေပိတ်လိုက်တာကယူကရိန်းအတွက်အရေးပါတဲ့အရာတစ်ခုကိုရရှိစေခဲ့ပါရယ်ရုရှားကောင်းဆောင်ကိုဂုံပြူဖို့စီစဉ်ထားတဲ့စေရေးပြအခမ်းအနားမတိုင်ခင်မှာပူတင်အောင်အရှိ က်ရစေခဲ့တာပါ။ယူကရိန်းကဖူတင်ရုံတင်မဟုတ်ပဲရုရှားရဲ့စီးရေးပြအခမ်းအနားကိုတက်ရောက်ဖို့အတီးပြုထားတဲ့ကမ္ဘာခေါင်းဆောင်အားလုံးကိုပါသတင်းစကားတစ်ခုပေးပို့ခြင်းခဲ့တာပါ။ခင်ဗျားတို့အလုံးချုံမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပါ။အဲ့ဒါကဖူတင်ကိုအရှက်ရစေမှာပါ။ရုရှားရဲ့အောင်ပွဲနဲ့စီးရေးပြအခမ်းအနားမတိုင်ခင်မှာသူက မေလ၈ရက်နေ့ကနေမေလ၁၀ရက်နေ့အထိ၃ရက်ကြာအပြည့်ခက်ရက်ဆဲဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒါကရုရှားအနေနဲ့ဒုတိယကမ္ဘာစစ်အတွင်းကသူ့ရဲ့အောင်ပွဲ280ပြည့်အထိမ်းအမှတ်ကိုကျင်းပနိုင်ဖို့အတွက်ပါခရမလင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကရုရှားရဲ့လိုလားချက်ကိုအခုလိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ KF အစိုးရကအပြစ်မရဖို့ဆိုရင်ကျွန်တော်တို့ရဲ့တပ်စခန်းတွေနဲ့အဆောက်အုံတွေကိုဆက်လက်တိုက်ခိုက်ဖို့ကြိုးစားနေမယ်ဆိုရင်တော့တင်းလျော်တဲ့ဒုံးပြန်မှုကိုချက်ချင်းပြုလုပ်သွားမှာဖြစ်တယ်လို့ Falcons ကပြောပါတယ် ရန်ပန်လာခြင်းနဲ့ပူတင်အပြစ်ခက်ရဲစေးရဲအတွက်တောင်းဆိုချက်ကရုရှားဘက်ကအန်ဝန်ဆရာကောင်းလောက်အောင်မောက်မာတဲ့လုံရက်တစ်ခုကိုပြသနေပါတယ်။လုံရက်ရဲ့လာနေငယ်အတွင်းရပ်ပေါင်း30ကျားအပြစ်ခက်ရဲစေးရေးစီဥတီတဲ့လုံဆောင်မှုတိုင်းကိုနှောင့်နှေးအောင်လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ပူတင်ကသူလိုချင်တဲ့အချိန်တိုင်းယူကရိန်းကိုတိုက်ခိုက်မှုရပ်တန့်ဖို့အမိန့်ပေးနိုင်တယ်လို့ယုံကြည်နေပုံရပါတယ်။ယူကရိန်းကရုရှားကောင်းဆောင်ကိုအလေးနက်မထားပါဘူး။ထားတဲ့နာလည်းမဟုတ်ပါဘူး။ဘတ်စကော့ရဲ့အဆိုအရ အပြစ်ခက်ရစေးကာလအတွင်းယူကရိန်းကထိုက်ခိုက်နိုင်ခြေရှိတဲ့အကြောင်းနဲ့ ရုရှားကတုံ့ပြန်မဲ့အကြောင်းပြောကြားချက်တွေကဒါဟာတကယ်အပြစ်ခက်ရဲ့စည်းရေးမဟုတ်ဘူးဆိုတာကိုပြောပြနေပါတယ်။ရုရှားကသူ့ရဲ့စည်းရေးပြအခမ်းအနားအတွင်းယူကရိန်းမှာဆက်လက်တိုက်ခိုက်ဖို့အပြေအဝရှိရထားပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကဒီချက်ကိုကောင်းကောင်းသိပါတယ်။သူကပူတင်ရဲ့စည်းရေးပြအခမ်းအနားအတွက်အပြစ်ခက်ရဲ့စည်းရေးကြေညာချက်ကိုတကယ်အပြစ်ခက်ရဲ့စည်းရေးကိုမကျူးလွန်မဲရုရှားကစိတ်ဝင်စားဟန်ဆောင်ဖို့ဖန်တီးထားတဲ့ပြဿနာတစ်ခုလို့ခေါ်ဆိုခဲ့ပါတယ်။ တုံးရတာကအတိတ်ပဲရှိတဲ့ဆွေးနွေးမှုတွေကိုစတင်ဖို့မလုံလောက်ဘူးလို့ဇလန်စကီးကထောက်ပြပါတယ်။ယူကရိန်းရဲ့ရုရှားခေါင်းဆောင်နေနေနဲ့ကြီးမားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအကြောင်းထိုင်ပြီးတော့ဆွေးနွေးနိုင်ဖို့ယူကရိန်းကရက်ပေါင်း30ကြာအပြစ်ခက်ရဲစဲရေးအတွက်ဆက်လက်တောင်းဆိုနေပါတယ်။ ပူတင်ကအဲဒီကလန်းချက်ကိုလက်မခံပါဘူး။ပူတင်အပြည့်ခက်ရစေးရေးကိုလိုချင်တာကရုရှားရဲ့အောင်ပွဲနဲ့စီးပြအခမ်းအနားကိုတည်ရောက်ဖို့သဘောတူထားတဲ့ကမ္ဘာကောင်းဆောင်နေနဲ့ယင်းဤစွာစကားပြောဆိုဖို့အခွင့်အရေးတစ်ခုအဖြစ်အသုံးပြုဖို့ရည်ရွယ်ထားလို့ပါ။ The Guardian သတင်းစာရဲ့အဆိုအရပူတင်ရဲ့စီးပြအခမ်းအနားအတွက်မော်စကိုကိုဦးတည်လာမဲ့နိုင်ငံသားကောင်းဆောင်ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာပူတင်ကရှူဂရင်းကိုကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်ပိုင်း ရုရှားရဲ့နှစ်ဖက်လေအောင်ပွဲနေ့ပွဲပွဲတော်ကိုတက်ရောက်မဲ့အကြီးဆုံးကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။ပူတင်ကအဲဒီအချက်ကိုအသာစီးရဖို့အတွက်အသုံးချဖို့ရည်ရွယ်ထားပါတယ်။သူရဲ့စီရေးပြအခမ်းအနားဟာအနောက်နိုင်ငံတွေကသူ့ကို Facebook အရေးယူမှုတွေနဲ့ယူကရိန်းကိုစင်စစ်မပြတ်ထောက်ပံ့မှုတွေနဲ့ကမ္ဘာစင်မြင့်မှာရုရှားကအထူးကြံမဖြစ်ဘူးဆိုတာကိုပြသကြနေပါတယ်။ရုရှားကခေါင်းမော်နယ်ပြပွဲတစ်ခုကိုလှုပ်ချင်ပါတယ်။ Sky News ရဲ့အဆိုအရ VNN Eaton ရဲ့ဘရာဇီးနိုင်ငံရဲ့အကြီးအကဲအပါအဝင်ကမ္ဘာခေါင်းဆောင်ဒါဇင်နဲ့ချီတက်ရောက်မှာဖြစ်ပါတယ်။ Venezuela သမ္မတ Nicolas Maduro ဟာစီးပြအခမ်းအနားမတိုင်ခင်ကလေးကမော်စကိုကိုရောက်ရှိနေပြီးတော့ပူတင်ရဲ့အရေးပွဲအတွက်အဓိကဧည့်သည်တော်အဖြစ်တဲ့တရုတ်သမ္မတရှီချင်းဖင်လည်းရောက်ရှိနေပါတယ်။ဒါဟာရုရှားအတွက်အလွန်ကြီးမားတဲ့ပြည်သူ့ဆက်ဆံရေးအောင်ပွဲတစ်ခုဖြစ်ပါတယ်။ကမ္ဘာခေါင်းဆောင်အများပြားကစီးပြအခမ်းအနားအတွက်မော်စကိုမှာအချိန်ကုန်ခံဖို့ကတိပြုထားတဲ့ က်ချက်ကကျန်ကဘာကိုရုရှားမှာမဟာမိတ်တွေရှိနေသေးတယ်ဆိုတာကိုပြသချင်နေတာဖြစ်ပါတယ်။ဒါကြောင့်မော်စကိုကိုဒရုန်းနဲ့တိုက်ခိုက်ဖို့ကြိုးစားလာတဲ့ယူကရိန်းရဲ့ရည်ရွယ်ချက်ကပိုရှင်းလာပါတယ်။ပူတင်ရဲ့ရည်ရွယ်ချက်ကိုအပြစ်မခံတော့တဲ့ဇယ်လန်စကီ ယူကရိန်းရဲ့တိုက်ခိုက်မှုဟာဘယ်ပြစ်မှတ်ကိုမှအတိအကျဖျက်ဆီးဖို့ရည်ရွယ်ထားတာမဟုတ်ပါဘူး။အဲဒီအစားယူကရိန်းရဲ့ရည်ရွယ်ချက်ကပူတင်ရဲ့အခမ်းအနားတွေမှာပါဝင်မဲ့ကမ္ဘာခေါင်းဆောင်တွေကိုစိုးရင်ထိလန့်စေဖို့ဖြစ်ပါတယ်။ယူကရိန်းကပူတင်ရဲ့စီးပြားအခမ်းအနားမတိုင်ခင်မော်စကိုကိုဒရုန်းတွေစေလွှတ်နေပါတယ်။အခမ်းအနားတွေအတွင်းမှာလည်းသူတို့စေလွှတ်နိုင်ပါတယ်။အဲဒါကယူကရိန်းကပေးဖို့ကျတဲ့အဓိကသတင်းစကားဖြစ်ပြီးတော့ပူတင်ရဲ့စီးပြားအခမ်းအနားအတွင်းအပြစ်ခက်ရယ်ဆေးရေးမရှိဘူးလို့သတိပေးထားပါတယ်။ယူကရိန်းက မော်စကိုရဲ့အကြီးကလေးစိတ်တွေကိုပြစ်ခတ်ခဲ့တဲ့ဒရုန်းတွေကိုမလွတ်တင်ခဲ့ရဲ့အနေနဲ့အလိုမှာရှီဂရင်းသတင်းဌာန Interface ကိုပြောကြားရမှာဇလန်စကီကဒီလိုပြောခဲ့ပါတယ်။မေလ9ရက်နေ့မှာရုရှားကိုတွားရောက်မဲ့နိုင်ငံအားလုံးအတွက်ကျွန်တော်တို့ရဲ့ရည်ရည်ချက်ကအလွန်ရိုးရှင်းပါတယ်။ Federation နေမြေမှာဖြစ်ပျက်သမျှတွေမှာ ကျွန်တော်တို့မှာအတဝင်မရှိပါဘူးရုရှားဖက်ဒရေးရှင်းနယ်မြေမှာဖြစ်ဖြစ်သမျှကျွန်တော်တို့အတဝင်မရှိပါဘူးလို့ဇလန်စကီးကရှင်းရှင်းလင်းလင်းသတိပေးခဲ့ပါတယ်သူကရုရှားကိုရောက်ရှိလာမဲ့ခေါင်းဆောင်တွေကိုလည်းသူတို့ရုရှားကိုရောက်တဲ့အခါဘလောက်လုံခြုံမှုရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာတခုကိုပြောကြားခဲ့ပါတယ်သူတို့ကခင်ဗျားတို့ကို လုံခြုံရေးပေးထားတယ်။ဒါကြောင့်ကျွန်တော်တို့ဘာအာမခံစားမှမပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီရဲ့ပိုင်းအတွင်းရုရှားကဘာလုပ်မလဲဆိုတာကျွန်တော်တို့မသိဘူး။သူပြောတဲ့အတိတ်ပဲကပူတင်ကအပြစ်ခဲ့ရဲစ ဆဲရေးအကြောင်းဘာပြောပြောရုရှားကယူကရိန်းမှာသူ့ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်လုံဆောင်မယ်လို့ယူကရိန်းကအပြေအဝမျှော်လင့်ထားပါတယ်။အဲလိုဖြစ်လာရင် ယူကရိန်းက ြန်လည်တိုက်ခိုက်မှာပါပြီးတော့ဘယ်သူသိနိုင်မလဲဇလန်စကီကကမ္ဘာခေါင်းဆောင်တွေကိုစဉ်းစားစီခြင်းပုံရပါတယ်မော်စကိုကိုဆင်နွှဲလာနိုင်တဲ့နောက်ထပ်တိုက်ခိုက်မှုတွေကပိုကြီးမားနိုင်တယ်ပိုအားကောင်းနိုင်တယ်ပြီးတော့ပူတင်ရဲ့စီးရီးပြအခမ်းအနားကိုတိတိတသာပြက်စီးစေနိုင်တယ်။ဇလန်စကီကအဖြစ်ခက်ရဲ့ဆေးရီးလို့ယူဆထားတဲ့ကာလအတွင်းပူတင်ကမလုပ်မဲဆိုတာကို သူသိထားတဲ့အတွက်ကြိုတင်ပြင်ဆင်နေပုံရပါတယ်။ပူတင်ကအောင်ပွဲနေ့စီးရီးပြအခမ်းအနားကိုပြည်သူဆက်ဆံရေးလေကွက်တစ်ခုအနေနဲ့အသုံးပြု ုနေတယ်ဆိုတာယူကရိန်းကသိပါတယ်။ရုရှားကောင်းဆောင်ကရုရှားဟာအထူးအချက်မဖြစ်ဘူးဆိုတာကိုကမ္ဘာကိုပြသခြင်းသလိုယူကရိန်းကတိုက်ခိုက်လာရင် သူ့ကိုလူစုံနေရာမှာထားနိုင်မဲ့အခြေအနေတစ်ခုကိုလည်းဖန်တီးချင်နေပါတယ်။ဇလန်စကီကဒါရီအားလုံးကိုနားလည်ပါတယ်။ပြီးတော့အရာကယူကရိန်းကိုအောင်ဝင်းနေ့အစည်းအပြအခမ်းအနားအတွင် မော်စကိုကိုပြစ်မှတ်ထားတိုက်ခိုက်တာကိုတားဆီးနိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းကအဲဒီအစည်းအပြအခမ်းအနားကိုစော်ကားမှုတစ်ခုလို့မြင်လို့ပါ။ယူကရိန်းကမော်စကိုရဲ့လေစိတ်လေးခုကိုပိတ်ပစ်ဖို့အတင်းကျပ်မလုပ်ခင်နိုင်ပိုင်းအလို့မှာနိုင်ငံဆိုင်ဝင်စီဌာနကထုတ်ပြန်ခဲ့တဲ့ကြေညာချက်တစ်ခုမှာမော်စကို မှကျင်းပမဲ့စီးပြအခမ်းအနားမှာသူတို့ရဲ့စစ်တီတွေပါဝင်တာကိုရှောင်ရှားဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ကတဆင့်တက်ပြီးတော့ဗိုလ်တရင်စီးပြအခမ်းအနားကိုယူကရိန်းနေနဲ့နာဇီဝါဒအပေါ်အောင်ပွဲခံခဲ့တဲ့အောင်မေးပွဲနေနဲ့လွန်ခဲ့တဲ့အနည်း၈၀က နာဇီဝါဒကနေကျွန်တော်တို့နိုင်ငံနဲ့ဥရောပတစ်ခုလုံးကိုလွတ်မြောက်အောင်ကဲတင်ခဲ့တဲ့တန်ပေါင်းများစွာသောယူကရိန်းတပ်ဦးစစ်သားတွေရဲ့အောင်းမွေးဝယ်နေ့ကိုစော်ကားမှုတစ်ခုအဖြစ်သတ်မှတ်မှာဖြစ်တယ်လို့ထက်လောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့သတင်းစကားကအလွန်ရှင်းလင်းပါတယ်။သူရဲ့အောင်းမွေးနေ့စီးပြအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ူတင်ကတောင်းဆိုနေတဲ့ဘာကူမှယူကရိန်းကလက်မခံပါဘူးဆိုလိုတာကလွန်ခဲ့တဲ့ရန်နေငယ်ကမော်စကိုကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကသတိပေးချက်တစ်ခုပါပူတင်ကသူ့ရဲ့စေးပြအခမ်းအနားကိုဆက်လက်ကျင်းပမယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့အရာတွေရဲ့ရှေ့ပြေးနမိတ်တစ်ခုဖြစ်ပါတယ် ဒါပေမဲ့ဒါတင်မဟုတ်သေးပါဘူး။တိုက်ခိုက်မှုတွေကနေရာအနှံ့အပြားမှာဖြစ်ပွားခဲ့ပါတယ်။ BBC ရဲ့အမေလ9ရက်နေ့ drone တိုက်ခိုက်မှုဆိုင်ရာသတင်းမှာယူကရိန်းရဲ့အောင်မြင်မှုအပြေအဝကိုဖော်ပြထားပါတယ်။မော်စကိုအပြင်ယူကရိန်းက Saint Petersburg နဲ့ Sochi အပါဝင်တခြားရုရှားမြို့တော်များများကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။အရင်မြို့တော်ကလေဆိပ်ကမ်းသတ်ချက်တွေနဲ့ကင်းလွတ်ခဲ့တာတော့မဟုတ်ပါဘူး။ရုရှားရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Saint Petersburg ကိုဦးတည်တဲ့ဒါမှမဟုတ်ထွက်ခွာမဲ့လေရင်ခီးစဉ် 55ခုခန့်အရှူဂရင်းရဲ့ drone တွေကြောင့်နောက်ကျသွားတာဒါမှမဟုတ်ဖျက်သိမ်းခံခဲ့ရပါတယ်။ BBC ကမျိုးရဲ့အဓိကလေဆိပ်ကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေမှာလေရင်တွေဟာပြေးလန်းတွေပေါ်မှာတန်းစီပြီးတော့ကောင်းကင်ကိုပြန်တက်ဖို့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေရကိုတွေ့ရတယ်လို့ဆိုပါတယ်။ရှင်ပြင်းကြီးခြေတက်ပွဲတက်လာတဲ့ကမ္ဘာကောင်းဆောင်တွေချင်းချောက်ခံနေရ ယူကရိန်းကကမ္ဘာခေါင်းဆောင်တဦးရဲ့လေရင်ခီးစဉ်ကိုအနောက်ရှက်ပြီးရမှာတော့အောင်မြင်ခဲ့ပါတယ်။ဇာဗီယာသမရအလန်ဇန်ဒါဘူချစ်ကိုတင်ဆောင်လာတဲ့လေရင်ကမော်စကိုကိုမရောက်ခင်နိုင်နေတဲ့အကြာမှာအဇာဘိုင်ဂျန်ကိုလမ်းကြောင်းပြောင်းခဲ့ရပါတယ်။အဲဒါကပူတင်ရဲ့အောင်ပွဲနဲ့စီးပြအခမ်းအနားက ပြသခြင်းတလို့ကမ္ဘာကောင်းဆောင်တွေကသူ့ကိုလက်မခံကြဘူးဆိုတာကိုပြသနေပါတယ်။ဘူချေကအဇာဘိုင်ဂျန်မှာစဉ်သက်ဖို့လုံလိုက်ရပါတယ်။ဘာဖြစ်လဲဆိုတော့ရုရှားကိုအဓိကချိန်ချမှုတစ်ခုအဖြစ်သတ်မှတ်တဲ့ Volton နိုင်ငံတွေဖြစ်တဲ့ Latvia နဲ့ Lithuania တို့ကသူတို့ရဲ့အလီယင်ကိုသူတို့ရဲ့လေပိုင်တဲ့ချိန်ကိုဝင်ခွင့်မပြုခဲ့လို့ပါ Slovakia သမ္မတ Robert Fico နဲ့လည်းအလားတူအရာတစ်ခုဖြစ်ပွားခဲ့ပြီးတော့တတိယ Volton နိုင်ငံဖြစ်တဲ့ အက်စတိုနီးယားကမော်စကိုကိုဦးတည်တဲ့သူ့ရဲ့ဖိုင်နက်ကိုဖျက်တမ်းပြန်တမ်းခွင့်မပြုတဲ့အခါသူ့ရဲ့အစီအစဉ်ကိုအနောက်ရှက်ပြီးတဲ့အတွက်တိုင်ကြားခဲ့ပါရယ်ဘူတန်ကသူ့ရဲ့မောင်းမာတဲ့စီးပြအခမ်းအနားကိုတက်ရောက်ဖို့ကမ္ဘာကောင်းဆောင်29ဦးကိုသဘောတူအောင်လုပ်နိုင်ခဲ့ပေမဲ့ တချို့သောခေါင်းဆောင်တွေကတော့ချိန်ချောက်မှုတွေနဲ့ဂျုံတွေးနေရပါတယ်။ယူကရိန်းကရုရှားကိုအခွင့်အကောင်းယူတိုက်ခိုက်။မော်စကိုကသတင်းစာမျက်နှာတွေရဲ့အဓိကခေါင်းစည်းဖြစ်လာပြီးတော့ပူတင်ရဲ့စီးပြအခမ်းအနားကိုဦးတည်လာမဲ့ကမ္ဘာခေါင်းဆောင်တွေကိုသတိပေးဖို့လှုံ့ဆော်နေချိန်မှာယူကရိန်းကတခြားနေရာတွေမှာသူ့ရဲ့ drone တွေကိုအသုံးပြုပြီးတော့ရုရှားကိုတကယ်တိုက်ခိုက်ထိခိုက်ပျက်စီးမှုတွေဖြစ်စေဖို့အလုပ်များနေခဲ့ပါတယ်။ ယူကရိန်းကမော်စကိုကလေဆိပ်တော်ဝင်များကိုပိတ်ပစ်ဖို့အတင်းကျပ်ခိုင်းစေခဲ့တဲ့ညနေပိုင်းမှာပဲရုရှားရဲ့ Kanomask KRAHS Nokarok MYAY SK မှာရှိတဲ့ Volsak လက်နက်ထုတ်လုပ်ရေးစက်ရုံကိုလည်းပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုစတင်ခဲ့တာဖြစ်ပါတယ်။မော်စကို Oblex အတွင်းမှာတည်ရှိတဲ့ Khersonaromax ကယူကရိန်းမှာရှိတဲ့ပူတင်ရဲ့အစီအစဉ်တွေအတွက်အရေးပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရီမျိုးရဲ့စက်ရုံကလက်နက်တွေနဲ့ပူတင်ရဲ့စစ်သားတွေအုံပြဖို့တက်ဦးကိုပို့လို့လိုက်တဲ့ကြီးစံထောင်ပေါင်းများစွာကိုထုတ်လုပ်လို့ပါ။ဒါထင်ရှားတဲ့ပြင်ပတစ်ခုဖြစ်ပြီးတော့ယူကရိန်းကအခုမှပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ကနိုမက်စ်ကဒေတာကန်တွေစီကထွက်ပေါ်လာတဲ့သတင်းတွေအရယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်ဘာဇက်ဆက်ယုံမှာ အနည်းဆုံးပေါက်ကွဲမှုခုနှစ်ခုဖြစ်ပွားခဲ့ပြီးတော့အဲ့ဒါတွေပေါင်းပြီးကြီးမားတဲ့မိလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ယူကရိန်းရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းအဲ့ဒီတိုက်ခိုက်မှုအပေါ်မှတ်ချက်ပေးခဲ့ပြီးတော့ ငင်းချင်းတဲ့မျိုးတွေကတိုက်ခန်းတွေကိုတိုက်ခိုက်တဲ့ရုရှားတွေနဲ့မတူပဲ SSU က Ukraine ကိုရန်သူရဲ့အလက်နက်ကိုင်ကျူးကျော်မှုကို ထောက်ပံ့ပေးတဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုဒါပြစ်မှတ်ထားပါတယ်။ရုရှားရဲ့စီးရီးစွမ်းရည်ကိုအားနည်းစေဖို့ဂျိုးပန်းမှုတွေဆက်လက်လှုံ့ဆော်သွားမှာပါလို့ပြောကြားခဲ့ပါတယ်။ Bazar ကမေလာ6ရက်နေ့မှာ Ukraine ကပြစ်မှတ်ထားခဲ့တဲ့တခုတည်းသောအဆောက်အုံမဟုတ်ပါဘူး။နိုင်ငံရဲ့အကွာအဝေးရှိ drone တွေရော မော်စကိုကနေမိုင်130အကွာမှာတည်ရှိတဲ့ဂျူလာမြို့မှာရှိတဲ့ Sparks စက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒါဟာပူတင်အတွက်နောက်ထပ်အကြီးအဆောင်အုံတစ်ခုပါ။ Kiev Independent ရဲ့အဆိုအရအဲ့ဒါကယူကရိန်းမှာရုရှားအသုံးပြုနေတဲ့ဒုံးပြန်စနစ်အများအပြားနဲ့သူ့ရဲ့ကြည်စံတွေကိုဒီဇိုင်းဆွဲပြီးတော့ထုတ်လုပ်နိုင်တဲ့တစ်ခုတည်းသောစက်ရုံဖြစ်တယ်လို့ဆိုပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကနောက်တစ်ချိန်အောင်မြင်ခဲ့ပါတယ်။အဲဒီသတင်းဌာနက Data Ring ကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေအရ ဆေးရုံရဲ့အစိပ်အပိုင်းတော်တော်များများကိုမိကြောက်တွေနဲ့မိခိုးတွေထွက်နေအောင်မြင်ရပြီး ရုရှားကသူတို့အများပြားကိုပစ်ချခဲ့တယ်ဆိုတဲ့ပြောဆိုချက်တရမမှန်ဘူးဆိုတာကိုညွှန်ပြနေပါတယ်။မော်စကိုကိုဦးတည်လာမဲ့ကမ္ဘာခေါင်းဆောင်တွေကိုယူကရိန်းကပေးပို့နေတဲ့သတိပေးချက်နဲ့ဆက်ဆက်ပြီးတော့လက်နက်စက်ရုံတွေကိုအောင်မြင်စွာတိုက်ခိုက်ခဲ့တဲ့ဒီတိုက်ခိုက်မှုနှစ်ခုကိုလေ့လို့မရှိပါနဲ့။ယူကရိန်းရဲ့ဒရုန်းတွေကမြို့ရဲ့အခြေခံဆောင်တွေကိုတိုက်ရိုက်မတိုက်ခိုက်ရင်တောင်ရုရှားရဲ့မြို့တော်ကိုရောက်ရှိပြီးတော့ပျက်စီးစေနိုင်တယ်ဆိုတာကိုယူကရိန်းသမ္မတကတရုတ်ပြခဲ့တာလည်းဖြစ်တယ်။ယူကရိန်းဘက်ကလည်းတရုတ်ပြခဲ့တယ်ဆိုရင်ပို ပြီးတော့မမယ်အဲ့ဒါကသမရရှီလိုလူမျိုးတွေကိုစိုးရင်စေတဲ့မှာရင်ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းကသူ့ရဲ့နောက်ထပ် drone line ဟာပူတင်ရဲ့စီးရီးပြအခမ်းအနားအတွင်းရောက်ရှိလာနိုင်တယ်လို့အရေးမို့ပြောနေလို့ပါပါဇန်နဲ့စပေါကိုတိုက်ခိုက်မှုတွေနဲ့ယူကရိန်းကအဲဒီကမ္ဘာကောင်းဆောင်တွေကိုယူကရိန်းကမော်စကိုမှာအပြေးဝတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ရင်ဘာဖြစ်နိုင်လဲဆိုတော့တရုတ်ပြဖို့အနေနဲ့တခုလည်းတွေးရှိခဲ့ပါတယ် တို့ကပူတင်ရဲ့အဓိကလက်နက်စက်ရုံနှစ်ခုကိုအခုမှပိတ်ပစ်လိုက်တာပါ။ယူကရိန်းရဲ့ drone တွေကအဲ့ဒီရေမှန်းချက်ကို အောင်မြင်ဖို့ရုရှားရဲ့အလေကြောင်းရန်ကာဝေးရေးတွေကိုရှောင်ရှားဖို့လိုအပ်ခဲ့ပါတယ်။သတင်းစကားကရှင်းလင်းပါတယ်။လေဆိပ်တွေကယူကရိန်းရဲ့ drone တွေမော်စကိုကိုရောက်ရှိနိုင်တယ်ဆိုတာကိုသတိပြခဲ့ပြီးတော့ Balzan နဲ့ Spox ကတော့ယူကရိန်းကတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ရင်အဲ့ဒီ drone တွေဘာလုပ်နိုင်တယ်ဆိုတာကိုပြသနေပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကိုစေးပြအခမ်းအနားကိုထိခိုက်စေနိုင်မလားယူကရိန်းကချိန်ချောင်းမှုတွေလုပ်နေပေမဲ့မော်စကို drone တိုက်ခိုက်မှုနဲ့အားဖြည့်ထားပေမဲ့စေးပြအခမ်းအနားကိုတိုက်ရိုက်တိုက်ခိုက်တာက ပူတင်ကိုအလွန်ခက်ခဲတဲ့အခြေအနေတစ်ခုတည်းကိုရောက်သွားစေနိုင်တာလည်းဖြစ်ပါရယ်။ဥပမာအားဖြင့်တိုက်ခိုက်မှုတစ်ခုကပူတင်ရဲ့စည်းပြအခမ်းအနားကိုတက်ရောက်တဲ့ကမ္ဘာခေါင်းဆောင်တဦးသိဆုံးတာဒါမှမဟုတ်ဒဏ်ရာရတာကို ဖြစ်စေမယ်ဆိုရင်တော့ဘာဖြစ်မလဲ။ဒီတိုက်ခိုက်မှုမှာဒဏ်ရာရသူကဥပမာအားဖြင့်ရှီချင်းပင်ဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲယူကရိန်းကတခြားနိုင်ငံတခုရဲ့ဒေါသကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့ပူတင်ရဲ့ကျူးကျော်မှုမှာတိုက်ရိုက်ပါဝင်ဖို့တရားမျှတမှုတစ်ခုကိုပေးမှာ ါပါယူကရိန်းကဒါမှမလို့ချင်ပါဘူးဒါကြောင့်ရုရှားကသူ့ရဲ့စီးပြအခမ်းအနားကိုတက်ရောက်တဲ့ခေါင်းဆောင်တွေရဲ့လုံခြုံရေးကို အမခံနိုင်ကြအောင်ပြောပေမဲ့ယူကရိန်းကစီးပြအခမ်းအနားကို တိုင်းရိုက်တိုက်ခိုက်ဖို့မဖြစ်နိုင်ပုံရပါတယ်သူတို့လုံနိုင်တာကပူတင်ကသူ့ရဲ့မာနကိုမြင့်တင်စင်တာချက်သူ့ရဲ့လုံခြုံရေးကိုစဉ်းစားဖို့အတင်းချက်စိတ်ခိုင်းတဲ့အထီးကိုမော်စကိုကိုတခြားနေရာတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းဖြင့်ပွဲတစ်ခုလုံးကိုပိတ်ပစ်ဖို့ကြိုးစားတာဖြစ်ပါတယ် ဒီလိုဖြစ်နိုင်ခြေရှိပါတယ်။ရုရှားကခရိုင်းမီးယားစစ်ကမ်းမြို့စီစီဗတ်စတိုပိုမာကျင်းပတဲ့အလားတူအောင်ပွဲခံစည်းပြအခမ်းအနားကိုပယ်ဖျက်ဖို့အတင်းကျပ်ခိုင်းစီခံရရပြီးပါပြီ။မေလ9ရက်နေ့မှာယူရိန်းကမော်စကိုဒရုန်းတိုက်ခိုက်မှုကိုမစတင်ခင်တရက်အလိုမှာ The Moscow Times ကမြို့မှာစီစဉ်ထားတဲ့စည်းပြအခမ်းအနားကိုပယ်ပစ်ခဲ့ရလို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အရာရှိတွေကအလုံးစုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုပြောခဲ့ပါတယ်။ ခရိုင်းမီးယားဆေးပြအခမ်းအနားကိုပိတ်ပစ်တာကဒုံးနေစတိုင်းရှိသွားပြီဖြစ်ပြီးတော့ပူတင်ကသူ့လူတွေချိန်ချောက်ခံရတယ်လို့ယုံကြည်တဲ့အခါတရားမှုတွေလို့ဖို့ဆန္ဒရှိတယ်ဆိုတာကိုပြသနေပါတယ်။အဲ့ဒါကမေလ9ရက်နေ့မှာမော်စကိုမှာယူကရိန်းကရီမန်းနေတဲ့အရာဖြစ်နိုင်ပါသလားဆေးပြအခမ်းအနားကိုတိုက်ရိုက်တိုက်ခိုက်မဲ့အစားဆေးပြအခမ်းအနားကိုတက်ရောက်တဲ့ကမ္ဘာကောင်းဆောင်တွေကို ပြောမယ်ဆိုရင်ပေါ့နော်ဒိုင်းရဲ့ပြိပက္ခမဖြစ်စီပဲနဲ့ပူတီယွန်အရှက်ရစီအောင်လှုံ့ဆော်ဖို့မော်စကိုမြို့ရင်းကပဝင်းချင်းကစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေစတင်နိုင်ပါတယ်။ဒါဖြစ်နိုင်ပါတယ်။ကဲပြိသမများရှင့်ဒါကတော့ဒီနေ့အောင်ပွဲနေ့စီးပြအခမ်းအနားကိုကျင်းပတဲ့အခါကျွန်တော်တို့ဒေသပေါက်သိနိုင်ပါလိမ့်မယ်ရှင်။ ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment လေးထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ်။အားလုံးပဲနောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။